တိုက်ပွဲကြောင့်ထွက်ပြေးလာတဲ့ဒုက္ခတွေစကန်တချို့မှာတော့စားစရာနဲ့အဝတ်ထည်တွေလိုအပ်နေတယ်လို့မြို့သမီးနဲ့ကလေးငယ်တွေအတွက်နေရေးထိုင်ရေးအခက်အခဲတွေရှိနေပါတယ်။ SSPP တပ်သားတွေကနားလော်ကြေးရွာအနီးမှာရှိနေချိန်ဆွေတဲ့နဲ့တွေ့ပြီးတိုက်ပွဲတွေစတင်ဖြစ်ပွားတာဖြစ်တယ်လို့နားလော်ကြေးရွာကနေနားမခေါ်ကြေးရွာဘုံကြီးကျောင်းကိုထွက်ပြေးလာတဲ့ကိုဆိုင်လျံကပြောပါတယ်။ဒီဒုက္ခတွေကြောင့်မလို့ကျွန်တော်တို့ရှောင်ထွက်ရတယ်ကျွန်တော်တို့ရွာအဲသူတို့ကလည်း SA ဘက်ကအဲကျွန်တော်တို့ရွာနားကိုသူတို့ကလာဆောင်ပြီးတော့ အဲတရားအာဆွေရပယ်ရတော့တရားတက်သွားတော့သူ့နဲ့ဂျုံတွဲပြီးတော့အာတိုက်ပွဲဖြစ်သွားအာရွာအတွင်းတရားတော့မဖြစ်ဘူးဒါရွာရဲ့နဘေးမှာပြီးခဲ့တဲ့အောက်တိုဘာလ23ရက်နေ့ကတိုက်ပွဲဖြစ်တဲ့နားလော်ကြီးရွာကဒေသခံတရားကျော်ကတော့နားမခေါ်ကြီးရွာဖုံးတော်ကြီးကြောင့်ကိုထပ်ပြေးလာကြတာဖြစ်ပြီးနားလော်နဲ့နီးစပ်တဲ့ကြီးရွာတွေဖြစ်တဲ့နံပါဝန်ကူနှံ့ချောင်းနှံ့ဟုတ်ဆက်ခံမန်ခါဝန်ခိုင်စတဲ့ခြေရာတွေကတော့မိုင်းခင်းနဲ့ဆောင်ကျဲခြေရာတွေအပြင်နီးစက်ရခြေရာတွေနဲ့ ဆွေမျိုးတွေအိမ်ကိုထွက်ပြေးနေကြတဲ့အတွက်ဒုက္ခသည်ဆင်းကိုတိကျကောက်ယူလို့မရဘူးဖြစ်နေပါတယ်။ဒီပေါ်မြွနယ်ဆောင်ကျဲကြီးကဖုံးတော်ကြီးကျောင်းနဲ့နေအိမ်တွေအတွင်းခေါ်လုံနေသူစုစုပေါင်း350ကျော်ရှိနေတာဖြစ်ပါတယ်။သူတို့ကတော့ဒေသခံတွေနဲ့ကြေးရွာသူနာပြုဆရာမတွေကကူညီပေးနေပါတယ်။ဆောင်ကျဲကြီးရွာမှာဒီကစားစရာနဲ့အဝတ်ထည်တွေလိုအပ်နေတာလည်းဖြစ်ပါတယ်။ဖက်ပြလာသူတွေအတွက်အခက်ခဲတွေလိုအပ်ချက်တွေအများကြီးရှိနေပြီးအများစုကတော့နေရပြောင်းနေနေကြတယ်လို့ရောက်ရှိလာတဲ့ဒုက္ခသည်တွေကိုကူညီပေးနေတဲ့ဦးတင်စိန်ကပြောပါတယ်ဘယ်လိုမဆို အိမ်ပြန်ချင်းကြအကုန်လုံးတော့ဝမ်းနေကြတာပေါ့အစားတောက်လဲခက်တယ်အခုချိန်ကပြောင်းယူတဲ့ချိန်လဲမယူနိုင်ဘူးမို့သူကမိမဆိုရင်တော့အဝတ်ထည်ကတစုံရတဲ့ဆိုရင်အခက်ခဲရှိတယ်ပေါ့နော်ရောက်ကြဆိုရင်တစုံတော့ဘာမှမဖြစ်ဘူးဟာနေလို့ရတယ်မိမတော့အခက်ခဲရှိတယ်ဆောင်းကျဲကြီးကနေ7မိုင်กว่าမိုင်းခေးကြီးကဖုန်းတော်ကြီးကြောင်းမှာတော့လူရည်460ကျော်ရှိနေပြီးမိုင်းခေးနဲ့9မိုင်กว่าကုန်းဆောင်အုပ်စု နောင်ဝံကျေးရွာဖုံတော်ကြီးကျောင်းမှာလူရည်တရာစီတောက်ဖုံကြီးကျောင်းမှာလူရည်တရာဝန်းကျင်ရှိနေပါတယ်။မိုင်းခေဖုံတော်ကြီးကျောင်းမှာခိုးလုံနေတဲ့ဒုက္ခသည်တွေကိုတော့ SSA အတင်ပြောင်းထားတဲ့စင်ကြော့ပြည်သူစစ်လောက်အောက်ခံမိုင်းခေပြည်သူစစ်အဖွဲ့တွေကဆန်တဲ့စားစရာတွေထောက်ပံ့ပေးထားပါတယ်။မိုင်းခေဖုံတော်ကြီးကျောင်းကဒုက္ခသည်တွေကိုကူညီပေးနေတဲ့မိုင်းခေပြည်သူစစ်အဖွဲ့ကဒုရဘုံမူကြီးစိုင်းကျော်ကတော့တိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီးအခုလိုပြောပါတယ်။အဲကျွန်တော်အမြင်ကျတော့လောလောဆယ်တော့ အဲ SSB SSD ဖွဲ့ကလည်းသူတို့ကမူရစ်ဆေးဝါးတိုက်ဖြတ်ရေးအတွက်စီမံချက်နဲ့သူတို့လာလှုပ်ဆောင်နေတယ်လာလှုပ်ဆောင်နေတော့အော်ဒီတပ်မတော်နဲ့ဘလို့ခေါ်မလဲစစ်ကြောင်းကနေထိတ်တိုက်တိုက်ပွဲလေးဖြစ်သွားတာခဏတာတွင်ဖြစ်မယ်လို့ကျွန်တော်ထင်တယ်မူရစ်ဆေးဝါးတိုက်ဖြတ်ပြီးသူတို့ကသူတို့ကွင်းကိုသူတို့ပြန်သွားမယ်လို့ကျွန်တော်ထင်ပါတယ်ခင်ဗျာဒီဘောမြို့နယ်နောက်အောင်ကြည့်ရမှာခိုးလုံနေတဲ့ဒုက္ခသည်နေရာဝင်းကျင်ကတော့မနေ့ကညနေပါပဲနေရပြန်သွားပြီးဖြစ်ပါတယ်တိုက်ပွဲဆက်တင်ဖြစ်ပွားတဲ့နားလောက်ကြည့်ရအတွင်းမှာ နေရင်ချုပ်ဖောက်ထွန်းခံထားရတယ်လို့ရွှေထည်ပစ္စည်းနဲ့ဖျားဆင်းလူတော်တွေပျောက်ဆုံးတာတွေရှိတယ်လို့လည်းဒေသခံတွေကပြောပါတယ်။လက်ရှိထွက်ပြေးလာတဲ့သူတွေကအမျိုးသမီးနဲ့ကလေးငယ်တွေအတွက်အဝိထည်နဲ့စားစရာတွေလိုအပ်နေတယ်လို့လက်ရှိမှာတော့ဖြစ်တယ်လို့ထွေလာကြီးရင်းနေပေါ်မှာပဲနေထိုင်နေကြရပါတယ်။ကျမကြီးအတွက်ကတော့ ဒီဘောမျိုးကကျမ်းမာရေးဌာနတာဝန်ရှိသူတွေနဲ့နောင်အန်တိုက်နယ်ကျမ်းမာရေးဌာနတွေကလာရောက်စေဝါကုသပေးနေတာတွေရှိပေမဲ့အစားအသောက်ကိုတော့လာရောက်ကူညီသူတွေမရှိသေးပါဘူး။တိုက်ပွဲဖြစ်ပေါ်မှုနဲ့ပတ်သက်ပြီး SSPP တရင်နဲ့ပြန်ကြားရေးတာဝန်ရှိသူတို့ဖြစ်တဲ့ဗိုလ်ကြီးဆိုင်ဘုံဟန်ကတော့ SSPP ရဲ့မွေးရေးစီးဖြတ်စကန်နေရာတွေကိုအစိုးရတပ်မတော်ဘက်ကဝေရောက်ခင်းနေတာကနေတိုက်ပွဲဖြစ်ပွားတာဖြစ်ပြီးအရှိမြောက်တိုင်းစစ်ဌာနချုပ်လက်အောက်ခံဒီဘောမျိုးနဲ့နောင်ကိုကြေးရွာတယ်လီခွန်တက်နဲ့ ဂါရှင်မြို့နယ်နှမ်းပေါင်ခြေဆိုင်နှစ်တခုတက်တူနဲ့ထိတွေ့မှုဖြစ်တာဖြစ်တယ်လို့လည်းပြောပါရယ်တမရော်ဘက်ကတော့ဒီကိစ္စနဲ့ပတ်သက်ပြီးသတင်းထုတ်ပြန်တာမရှိသေးပါဘူး SSPP ဟာ2022ခုနှစ်မှာအစိုးရနဲ့ပြည်내အဆင့်ပြည်ထောင်စုအဆင့်ပြည်ခက်ရစေးလက်မှတ်ရေးထိုးထားတဲ့အဖွဲ့လည်းဖြစ်ပါရယ်ခင်ဗျာ